်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံတွင်နျူကလ িয়ার အခြေခံလျှက်စစ်တပ်အားပြီးစက်ယုံတီဆောင်နိုင်ရေးဆောင်ရွက်ပြီးရန်မင်းအောင်လိုင်ကရုရှားကိုထပ်မံအကူအညီတောင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်နျူကလ িয়ার အခြေခံလျှက်စစ်တပ်အားပြီးစက်ယုံတီဆောက်နိုင်ရဲ့အကူအညီပေးရန်မင်းအောင်လိုင်ကရုရှားကိုထပ်မံအကူအညီတောင်းခံလိုက်ပါတယ်။ရုရှားနိုင်ငံသို့ရောက်ရှိနေတဲ့အကြံဖတ်မင်းအောင်လိုင်ကထို့သို့အကူအညီတောင်းခံလိုက်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်အငင်စားလျက်စစ်တပ်အားပြီးစက်ရုံတိဆောက်နိုင်ရေးအတွက်လိုအပ်သည့်နျူကလ িয়ার အခြေခံအဆောက်အဦလူဆန်အားအရင်မြင့်နှင့်အခြားလိုအပ်သည့်လုပ်ငန်းများကိုရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် OSA ရုစတန်တို့ကတက်နိုင်သမျှမြန်မာနိုင်ငံကိုဆက်လက်ကူညီပေးပါရန်အလေးနက်ထားမြစ်တာရက်ခံကြောင်း2024ခုနှစ်အတွင်းအပြည်ပြည်ဆိုင်ရာအနုမြူဆွမ်းအင်အေဂျင်စီကြီးကကြီးမှုကျင်းပတဲ့နျူကလ িয়ার ဥပဒေဆိုင်ရာအလုပ်ယုံဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပြီးမြန်မာနိုင်ငံ၏နျူကလ িয়ার ဥပဒေကိုပြင်ဆင်ရေးဆွဲအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိကြောင်း မင်းအောင်လိုင်ကပြောဆိုပါတယ်။2025ခုနှစ်အတွင်း Rosetta နည်းပညာအကယ်ဒမီနှင့် APP ဆိုင်ရာအမှုမျိုးစွမ်းရင်အေဂျင်စီတို့ကြီးမှုကျင်းပါတယ်။နိုင်ငံသားကျွမ်းကျင်သူများအတွက်အမျိုးသားအဆင့်နျူကလ িয়ার အစီအစဉ်များအကောင့်ထည့်ဖို့မှုတွင်ပါဝင်သည့်အငင်းစားနျူကလ িয়ার လျှက်စစ်တပ်အပိတ်ဆက်ယုံများနေရာချထားခြင်းဆိုင်ရာဒေတာရင်းအချင်းချင်းပူးပေါင်းဆောင်ရွက်ရေးသင်တန်းကိုမြန်မာနိုင်ငံပါဝင်နိုင်ငံ16နိုင်ငံမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်းမြန်မာနိုင်ငံအနေဖြင့် IAEA အဖွဲ့ဝင်နိုင်ငံအဖြစ် နျူကလ িয়ার နယ်ပယ်များမြန်မာနိုင်ငံမှာအသုံးပြုနိုင်ရင်နှစ်ပေါင်းများစွာခရေကကြိုးစားခဲ့တော်လေအကြောင်းအမျိုးမျိုးကြောင့်တုံ့နေနေခဲ့ကြောင်း၂၀22ခုနှစ်ကစပြီးရုရှားနိုင်ငံနဲ့ပူးပေါင်းကအရှိန်အဟုန်ဖြင့်တိုးမြင့်ဆောင်ရွက်နိုင်ဖို့ကြိုးစားခဲ့မှုရုရှားနိုင်ငံ၏အဖက်ဖက်မှအားဖြည့်ဆောင်ရွက်ပေးမှုတို့ကြောင့်တိုးတက်မှုများတိတာစွာရရှိခဲ့ပြီးဖြစ်ကြောင်းမင်းအောင်လိုင်ကပြောဆိုပါတယ်။နျူကလ িয়ার စွမ်းအင်မှာကာဗွန်ထုတ်လွှတ်မှုနေပါသည် green energy တစ်ခုလည်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့်နျူကလ িয়ার စွမ်းအင်မှတည်ငြိမ်တော်လျက်စစ်တအားကိုထုတ်ယူပြီးနိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားရန်ရည်ရွယ်ထားကြောင်းမင်းအောင်လှိုင်ကပြောပါတယ်။မြန်မာနိုင်ငံအနေဖြင့်လျက်စစ်စွမ်းအားလိုအပ်ချက်မြန်မာလျက်ရှိပြီးအသေးစားစက်မှုလုပ်ငန်းများနှင့်ခြေလက်နေပြည်သူများအတွက်လျက်စစ်တအားဖြည့်တင်းနိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းထို့ပြင်နျူကလ িয়ার နည်းပညာနှင့်ကျန်းမာရေးကဏ္ဍ၊စိုက်ပျိုးရေးကဏ္ဍနှင့်စက်မှုကဏ္ဍများတွင်ပုံမှန်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဆန်အားအရင်းမြင့်များဆင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရုရှားနိုင်ငံရှိတက္ကသိုလ်များနှင့်မြန်မာနိုင်ငံရှိတက္ကသိုလ်များပညာရေးခန္ဓာပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာကြုံလာများလက်မှတ်ရေးထိုးပြီးစီမံလုံဆောင်လျက်ရှိကြောင်း၎င်းကဆိုပါတယ်မြန်မာနိုင်ငံတွင်ကနဦးခြေလန်အဖြစ်အငြိစားနျူကလ িয়ার လျှက်စစ်တပ်အားပေးစက်ယုံတည်ဆောက်နိုင်ရေးအတွက်ရိုစာတန်နှင့်နီကက်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပြီးလိုအပ်သည့်အခြေခံအစအဦးများနှင့်အခြားသောကဏ္ဍပေါင်းစုံတိုးချဲ့ဆောင်ရွက်နိုင်ရေးရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိကြောင်း မင်းအောင်လိုင်ကဆက်လက်ပြောဆိုပါတယ်။ထို့ပြင်မင်းအောင်လိုင်က IPP ဆိုင်ရာအမှုမြွှန်းအင်အေဂျင်စီ IAEA ကလည်းမြန်မာနိုင်ငံ၏နျူကလ িয়ার စွမ်းအင်အကောင့်ထဲပေါ်ဆောင်ရွက်ရာတွင် လူစွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆက်လက်ကူညီပေးရန်ပြောဆိုပါတယ်။ဆက်လက်ပြီးစစ်တပ်ရွေးကောက်ပွဲတွင်ရှင်ပြိုင်နှင့်နိုင်ငံရေးပါတီများအမတ်လောင်းများနှင့်ကူညီပေးသူများကိုပြက်ပြက်သားသားအရေးယူမည်ဟုချင်းညီနောင်သတိပေးကြေညာရတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြံဖက်စစ်ကော်မရှင်၏အထူးရောင်ရွေးကောက်ပွဲတွင် ပါဝင်ရှင်ပြိုင်မိနိုင်ငံရေးပါတီများလွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်ရွေးကောက်ပွဲဖြစ်မြောက်ရန်ကူညီဆောင်ရွက်ပေးသူများကိုပြက်ပြက်သားသားအရေးယူဆောင်ရွက်သွားမည်ဟုချင်းကြီးနောင်ကတရားဝင်သတိပေးကြေညာလိုက်ကြောင်းချင်းကြီးနောင်အတွင်ရေမှုဆက်လိုင်းဖွေအုပ်ကသတင်းဌာနကိုပြောကြားပါသည်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့တွင်တရားမဝင်အထူးရောက်ရွေးကောက်ပွဲကိုစတင်မည်ဟုအကြံဖက်စစ်ကော်မရှင်သည်ကြေညာထားပြီးဖြစ်ကြောင်းချင်းညီနောင်အနေဖြင့်မိမိတို့ထိန်းချုပ်နေမည်အတွင်း၌အတူရောင်ရွေးကောက်ပွဲဖြစ်မြောက်ရန်ကြိုးပမ်းဆောင်ရွက်မှုများအလုံးကို တောင်းမြစ်လိုက်ကြောင်းအတည်ပြုထားပါတယ်။အရေးယူတဲ့အပိုင်းမှာတော့ပိုင်ဆိုင်မှုပစ္စည်းသိမ်းတာရဲ့လူကိုယ်တိုင်ကချင်းညီနောင်ထိန်ချုပ်နေမြေထဲမှာရှိနေရင်လူပုဂ္ဂိုလ်တွေကိုထိန်းသိမ်းတာမျိုးလုပ်သိရင်လုပ်ဖို့ပါ။ပြည်သူတွေအနေနဲ့ထုတ်ပြန်ကြမှာပါတဲ့အတိုင်းပဲစာကမာရဲ့ပြည်တွင်းပြည်ပပြည်သူလူထုကိုလှည့်စားဖို့ရည်ရွယ်ထားတဲ့အတူရောင်ရွေးကောက်ပွဲကိုလုံးဝမပါဝင်ကြဘူး။ရာရာနီလန်နဲ့တာစီဟန်တာကြဖို့လိုအပ်ပါတယ်ဟုချင်းညီနောင်တွင်ရေမှုဆက်လိုက်ဖွေအုပ်ကသတိပေးပြောဆိုပါတယ်။ အကြံဖတ်စစ်ကော်မရှင်သည်ပြည်သူလူထု၏သဘောဆန္ဒမပါဘဲတရားမဝင်ရွေးကောက်ပွဲဖန်တီးပြုလုပ်ခြင်းဖြစ်ပြီးထို့သောလုံဆောင်နေမှုသည်ဒီမိုကရေစီစနစ်ကိုဆန့်ကျင်ကာပြည်သူလူထု၏အချုပ်ချာအာဏာကိုအတင်းအဓမ္မရယူရန်ကြိုးစားနေခြင်းဖြစ်သည်ဟုချင်းညီနောက်တပ်ဖွဲ့ကထောက်ပြထားပါသည်အကြံဖတ်စစ်ကော်မရှင်သည်တရားမဝင်ရွေးကောက်ပွဲကျင်းပရန်ကြိုးပမ်းနေစဉ်ကာလအတွင်းနိုင်ငံရေးအကျဉ်းသားများဆက်လက်ဖန်စီထားခြင်းနိုင်ငံတော်ဝန်လုံးရှိအယက်သားပြည်သူများပြစ်မှတ်ထားတိုက်ခိုက်ခြင်းစစ်အုပ်ချုပ်ရေးကဲ့သို့တင်းကြပ်သည့်ဥပဒေများချမှတ်ထားခြင်းနှင့် ပြည်သူ့ကိုစားပြုသည့်နိုင်ငံရေးပါတီများမပါဝင်ခြင်းတို့ကြောင့်၎င်းရွေးကောက်ပွဲသည်လွတ်လပ်မှုနှင့်တရားမျှတမှုမရှိသည့်အထူးရောက်ရွေးကောက်ပွဲဖြစ်ကြောင်းချင်းညီနောင်က ပြောဆိုပါသည်အကြံဖတ်စစ်ကော်မရှင်၏တရားမဝင်ရွေးကောက်ပွဲရလဒ်သည်ဒီမိုကရေစီနီးကျရွေးကောက်တင်မြောက်သည့်အစိုးရဖြစ်မလာစေသည့်အပြင်ပြည်ပခကိုပုံမှုကြီးထွားစေခြင်းဖြစ်ကြောင်းနိုင်ငံသားတိုင်းတန်းတူမဲပေးပိုင်ခွင့်မရှိဘဲနိုင်ငံရေးအရထွက်ပေါက်ရှာခြင်းဖြစ်ပြီးစစ်အာဏာရှင်စနစ်သက်ဆိုးရှေ့စင်းမည်ဖြစ်ကြောင်းသတိပေးပါသည် ထို့ကြောင့်ချင်းကြီးနောင်အနေဖြင့်မြန်မာတနိုင်ငံလုံးရှိမိဖက်တော်လည်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းလက်တွဲကောင်အကြံဖက်စစ်ကော်မရှင်၏ရွေးကောက်ပွဲကိုစန့်ကျင်သွားမည်ဖြစ်ပြီးနိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်းအကြံဖက်စစ်ကော်မရှင်၏အတူရောင်ရွေးကောက်ပွဲကိုအားပေးထောက်ခံခြင်းမပြုကြရန်မြစ်တာရက်ခံချပါရယ်ခေအဆက်ဆက်စစ်အာဏာရှင်စနစ်ကြောင့်အဖိနှိတ်ခံပြည်သူလူထုတို့၏ဘဝဆင်းရဲဒုက္ခကိုမငဲ့ပေအကြံဖက်စစ်ကော်မရှင်၏အတူရောင်ရွေးကောက်ပွဲတွင်ပါဝင်ရှင်ပြိုင်နှင့်နိုင်ငံရေးပါတီများလွှတ်တော်ကိုယ်စားလှယ်များနှင့်ရွေးကောက်ပွဲဖြစ်မြောက်ရန် ကူညီဆောင်ရွက်ပေးသည့်မိသူမဆိုဖြစ်ပျက်သာသာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းချင်းညီနောက်တပ်ဖွဲ့ကကြေညာထားပါသည်မြန်မာနိုင်ငံတဝမ်းမှတော်လှန်ပြည်သူလူထုများအနေဖြင့်လည်းအကြံဖတ်စစ်ကော်မရှင်၏အထူးရောင်ရွှေကောက်ပွဲကိုပါဝင်ဆောင်ရွက်ခြင်းမပြုဘဲစန့်ကျင်တော်လှန်သွားကြပါရန်ချင်းညီနောက်ကတိုက်တွန်းထားပါသည်စမိုင်းတဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်